Hello အားလုံးမင်္ဂလာပါဖူဘောမန်ချက်ကနေကြိုဆိုပါရစေဆိုတော့ပရီးမီးယားလိပွဲတင်ဆက်နှစ်အဖြစ်မန်ချက်စတာယူနိုက်တက်က Everton ကိုအိမ်ကွင်းမှာလက်ခံကစားပါမယ်ဆိုဒီပွဲမှာဘလူးရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလေဆွေးနွေးကြပါအောင်ဆိုတော့ဒီ United နဲ့ Everton တို့ပွဲကတော့ကျွန်တော်တို့သာတနင်္လာညအင်္ဂါနေ့မနေ့မြန်မာစံတော်ချိန်2နာရီခွဲမှာကစားမှာကျန်တဲ့ပွဲတွေလိုမျိုးကျန်တဲ့အသင်းတွေလိုမျိုး weekend မှာကစားမှာမဟုတ်တော့ဘူးဘောနော်တနင်္လာနေ့ဒီကျွန်တော်ရောက်သွားပြီဆိုတော့ United ကလက်ရှိ Premier League မှာဆိုလို့ရှိရင် ဆက်တပွဲကစားပြီးတဲ့အချိန်မှာအဆင့်ခွန်မှာရက်တည်နေပါဗါး၅ပွဲနိုင်ပြီးတော့၃ပွဲတည်ရီ၃ပွဲရှုံးဆိုတဲ့ရလက်မျိုးကိုရထားပြီးတော့တိုက်စစ်က19ခုရထားတယ်ခန်စစ်ကတော့18ခုတီကိုပြန်ပေးထားရပြီးတော့ဒီရာဒီပရီးမီးယားလေးရဲ့ဆိုးဝါးဆုံးခန်စစ်တွေကတခုလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဒါပေမဲ့လို့မန်ချက်စတာယူနိုက်တက်ကနောက်ဆုံးပရီးမီးယားလေးပွဲစဉ်၅ပွဲမှာတပွဲမှမရှုံးထားသေးဘဲနဲ့၃ပွဲနိုင်၂ပွဲတည်ရီကြရတယ်ဆိုတဲ့ရလက်မျိုးကျွန်တော်ဘယ်လိုမြင်ထားရလဲ ညအဲ့ဒီတဲမှာလည်းနောက်ဆုံးနှစ်ပွဲတည်ကြားထားတာကအဝေးဝင်းသွားကစားထားတဲ့စပါးနဲ့ပေါ့နော်ကျွန်တော်တို့ဒီစပါးနဲ့ကျွန်တော်တို့ဒီ Norian Forest 2ရဲ့ပွဲပါဆိုတော့အိမ်ဝင်းမှာ Everton ကိုအနိုင်ယူနိုင်မလားဗောလေဆိုတော့အိမ်ဝင်းမှာတော့အဆင်ကပြည်နေတာကိုတပတ်က Everton ကိုကျွန်တော်ကြည့်ရင် Everton ကအဆင့် ကျွန်တော်73မှာရှိနေတယ်ပရီးမီးယားလိပွဲစဉ်71ပွဲကစားပြီးတဲ့နေတာမှာသူတို့4ပွဲထိအနိုင်ယူထားပါတယ်။ဒါအပြင်3ပွဲတရီ4ပွဲရှုံးထားပြီးတော့တိုက်စစ်က72ဂိုးရထားတယ်။ခန်စစ်ကတော့73ဂိုးပြန်ပြီးထားရရင်နဲ့မန်ချက်စတာယူနိုက်တက်နဲ့သူတို့ကြားထဲမှာတကယ်တမ်းအမှတ်ကွာမှုက3မှတ်ပဲကျွန်တော်ရှိပါတယ်။ အေဗရန်ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်နိုင်ပွဲ၂ပွဲရထားတယ်၂ပွဲချုံနေထားပြီးတော့၁ပွဲတည်ကြထားတယ်အဲ့ဒီတည်းကနောက်ဆုံး၂ပွဲကိုသူတို့၁ပွဲတည်၁ပွဲနိုင်ဆိုတဲ့အခါကျတော့အေဗရန်ကမစိုးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အေဗရန်နေနဲ့ဒီယာဒီမှာနော်ဒါအန်ဂျာယီတို့ပြီးလို့ရှိရင်ကျွန်တော်ကအဂျက်ဂရီလစ်တို့ပေါ့နော်ဂျိမ်းစ်ကာနာတို့ပြီးရင်ကျွန်တော်ကနံပါတ်10တို့ကယူရီဆော်တို့ရဲ့စွမ်းဆောင်ရည်ခေါင်းတွေကိုကျွန်တော်တွေ့နေရတာဒါအပြင်ဒေးဗစ်မွိုင်းစ်ရဲ့အတင်းကတော်တော်လေးကိုကောင်းတဲ့ performance တွေပြနိုင်လာပြီဖြည်းဖြည်းချင်းနဲ့ တကယ်ကောင်းနေကြတဲ့တွေသူတို့ကလုတ်ပြတ်တာကစားပုံနေသလိုရှင်လည်းပဲတော်တော်ကိုအများကြီးပူကောင်းလာတဲ့တယ်မှာပါတယ်ပေါ့နော်အများကြီးပူကောင်းလာတဲ့တယ်မှာပါတယ်အဲ့တော့ Everton အနေနဲ့ Manchester United ကိုအဝေးဝင်းမှာဒုက္ခပြဖို့သူတို့ကြိုးပမ်းလာအောင်ပါပဲတခုရှိတာကတော့တခုရှိတာကတော့ကျွန်တော်လက်ရှိ Everton နဲ့ Manchester United တို့ပေါ့နော်ကျွန်တော်တွေးဆထားတဲ့နောက်ဆုံးကျွန်တော်ဒါပွဲဒီမှာသလိုရှင်ရင် United ရဲ့ဘက်ကပဲအသာစီးတွေကျွန်တော်ရတာတာ Manchester United ကနောက်ဆုံး Premier League ချပါတော့6ပွဲလားမသိဘူးကျွန်တော်တို့ Everton နဲ့ရင်ဆိုင်ကစားထားတဲ့ပွဲမှာ 6ပွဲစလုံးရှုံးပွဲရှိမှထားဘူးဒါအပြင်နောက်ဆုံးတစ်ပွဲကတော့တူတူလားမသိဘူးတည်ကြထားတယ်အဲ့ဒီပွဲအဲ့ဒီရဲ့ရှေ့ပေါ့နော်ပထမအကြော်ပြပြီးခဲ့တဲ့ယာဒီကအမ်မိုရင်းရဲ့လက်အောက်ကစားတဲ့ပွဲမှာ၄ဂိုးပြည့်နဲ့ Manchester United ကနိုင်ထားတယ်ဒါပေမဲ့အဲ့ဒီတော့ကအေဗာတန်တော့မဟုတ်တော့ဘူးပေါ့နော်လက်ရှိအေဗာတန်ကအများကြီးပိုကောင်းတဲ့အေဗာတန်ဖြစ်နေပြီဆိုတော့အေဗာတန်ရဲ့ဒီယာဒီပရီးမီယာလိပွဲတင်17ပွဲမှာဆိုရင်သူတို့အဝေးဝင်းမှာသူတို့၅ပွဲကစားပြီးသွားပါပြီအဲ့ဒီအဝေးဝင်း၅ပွဲမှာအေဗာတန်ဟာ9ပွဲ10ပွဲပဲရှိပါသေးတယ်နော် တပွဲတည်ရကြပြီးတော့၃ပွဲထိသူတို့ရှုံးနေရတယ်။တိုက်စစ်ကလည်းအဝေးဝင်း၅ပွဲမှာသူတို့၅ဂိုးပဲကျွန်တော်ရထားပြီးတော့ခန်းစစ်က၃ဂိုးကြီးပြန်ပေးထားရတယ်။ Everton ဒီယာဒီမှာကောင်းနေတာကအိမ်ဝင်းမှာဆိုတော့အဝေးဝင်းမှာတော့သူတို့တွေပေါ့နော်တွင်းဂိုးနှုံးနေလေတအားရော့ကြတယ်။အဝေးဝင်းဆိုလို့ရှိရင်ကျွန်တော်ထပါတော့ဒီဘယ်လိုပြောမလဲ ကိုရနိုင်ကြည်တော်တော်လေးတိုင်ပက်ပြီးတော့ဗောနော်ပြီးကူတွေကလည်းအဆင်မပြေဘူးဗောဗျာဒါပေမဲ့ Everton ခန်းစစ်ကစူးစူးဝဝကြီးတွေမှာတော့ပါတယ်လို့တော့ကျွန်တော်မမြင်ပါဘူးဒါပေမဲ့လို့ပွဲတစ်ပွဲကိုအနိုင်ယူဖို့အတွက် Everton ရဲ့တိုက်စစ်ကလုံလောက်တဲ့ twin ကူတွေလည်း twin မထားနိုင်သေးဘူးဗောဒါကြောင့် Everton ရဲ့အဝေးဝန်းဆွမ်းဆောင်ရာအတိုင်းအတာတစ်ခုတွေစိတ်ပူစရာကောင်းနေတဲ့အချိန် Manchester United ကနိုင်ပွဲရဖို့သူတို့ကြိုးပမ်းလာမယ်ဆိုတော့ United ကကျွန်တော်အနေနဲ့ဒီ အခုရှေ့လာမဲ့ပွဲစဉ်တွေကပေါ့နော်သူတို့ရဲ့အောက်ကအစဉ်စရာသူတို့အောက်မှာရှိတဲ့အသင်းတွေနဲ့ပဲကစားတော့မှာအများစုကဒါဒီအမှတ်ပြည့်တွေယူပြီးတော့အမှတ်တွေတက်နိုင်တဲ့များစုဆောင်အောင်မဲ့အခြေအနေမျိုးပါရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်တော့ကိုအထက်ကအသင်းအနေနဲ့ကစားရတဲ့နေသားမှာ16မှတ်ထိကျွန်တော်ယူနိုင်ခဲ့တဲ့အချိန်ရလတ်တဲ့အတန်းတားတစ်ခုကြီးကောင်းအောင်ယူနိုင်ခဲ့တဲ့အချိန်မျိုးမှာဒီလိုမျိုးအေဗာတန်တို့ဘာလို့ခက်ခဲနိုင်နေဆိုတဲ့ပွဲစဉ်တွေရှိမယ်တိုးတော်လည်းပဲအမှတ်တော်ရအောင်ယူမရမယ်ဆိုတဲ့ပွဲစဉ်တွေများလာပြီ ခက်တော့ခက်ခဲမှာပဲပရီးမီးယားလိမှာကပွဲစဉ်တွေကခက်ခဲနေတာပဲတိုးတိုးလေးပဲတပတ်မှတပွဲပဲကစားတဲ့ United အနေနဲ့ Everton ကိုအနိုင်ယူနိုင်ဖို့ကျွန်တော်လိုပါတယ်။ဟော Benjamin Sheshko မပါနိုင်ဘူးဆိုပေမဲ့လို့ Matthias Cunha တို့လို့ Brian Mbumo တို့လို့ဂိုးတွေတွင်းနေတဲ့ Mbumo ဆိုလို့ရှင်ဂိုးတွေတွင်းနေပြီပေါ့နော်။ဒီကစားမတွေကျွန်တော်ရှိတယ်။ Mason Mount တို့ကစားမတွေကျွန်တော်မြင်ရမယ်။ Arman နဲ့ Mbumo အတွဲကလည်းချိတ်ဆက်ကောင်းနေပြီ။တော့တိုက်စစ်ပိုင်းနဲ့ကွန်းလဲအဆင်ပြေပြီမြဲလို့ခန်စစ်ကတော့တံပတ်နေတယ်။ United ရဲ့ပြည်တနာကခန်စစ်ပါ။ ခန်းစစ်ရပရီးမီးယားလေး၁၁ပွဲမှာ၁၈ဂိုးပြီးပေးထားရတယ်ဆိုတာမျိုးကတော်တော်ကိုစိုးတဲ့ခန်းစစ်လို့ကျွန်တော်ပြောလို့ရတယ်။အဲ့တော့ဒီခန်းစစ်ကို Everton ရဲ့ဘက်ကဂိုးမသွင်းနိုင်စရာအကြောင်းတော့လည်းမရှိဘူး။ United ကလည်းတရားစီလို့အနေထားနဲ့မှာ clean sheet ကတပွဲပဲကျွန်တော်ယူထားနိုင်သေးတာဗျာ။အဲ့ဒီတော့တေးကြတယ်ဂိုးတော့ပြန်ပေးရမယ့်အနေထားမျိုးပါ။တော်တော်လေးပဲအင်ရှင်ဖြစ်တဲ့အတွက် United ကဒီပွဲကိုတော့တုံ့မှတ်အပြည့်ယူသွားနိုင်နိုင်မယ်လို့တော့ကျွန်တော်ထင်တယ်။တုံ့မှတ်တော့ကျွန်တော်ရအောင်ယူနိုင်မှကျွန်တော်ရမှာဗျာ။တုံ့မှတ်တော့ကျွန်တော်ရအောင်ယူနိုင်မှရမှာနော်။အဲ့တော့ Amorin က သူ့လက်အောက်မှာကျွန်တော်ယူနိုက်တက်ကပထမရာသီတအားကိုစူစူဝါဝါဖြစ်ထားတာတော့အခုဒီရာသီမှာဆိုလို့ရင်သူ့ဟာနဲ့သူဖြည်းဖြည်းချင်းလေးတော့အဆင်ပြေလာပြီတိုးတော့ကိုတိုးတက်တဲ့နဲ့အနေထားထိတော့မရောက်သေးဘူးဗျာဒါတိုးတက်တဲ့နဲ့ level တခုထိတော့မရောက်သေးဘူးမင်းတို့ဒါကိုသူတို့ကကြောင်းမြန်ပြန်ပြီးတော့လှန်ပြနိုင်မှုလို့တယ်ရှေ့နှစ်ပွဲဆက်တိုက်လဲကျွန်တော်ဒါ၄မှတ်ထိကျွန်တော်ယော့ပြီးသွားပြီနှစ်ပွဲဆက်တိုက်အမှတ်ယော့ထားတယ်ဒီပွဲကိုကျွန်တော်အမှတ်ပြရအောင်ယူနိုင်ဖို့လိုပါတယ်အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့ဂိုးမပြတ်ပြီးမဲ့လေလို့ပေါ့နော်ကက်ပြီးတော့နိုင်ရင်၃မှတ်အပြည့်ယူသွားနိုင်နေမယ်လို့ကျွန်တော်ထင်တယ် ယူကရိုရောဘယ်လိုမြင်ရလဲဘယ်လိုရလဲဒီထွက်ပေါ်လာမယ့်ထင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သမီးအားကြီးတို့ပါ